မင်္ဂလာပါကိုခဲစ်တက်ဖုတ်ဘောရှူအနေကြိုးစားပါရခင်ဗျာကျွန်တော်ကိုခဲမှာဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သားချင်ပါတယ်ပထမဆုံးသတင်းကျင်တဲ့သတင်းကတော့ Manchester United နဲ့ Alejandro Garnacho နဲ့ပတ်သက်နေတဲ့သတင်းပဲဖြစ်ပါတယ်။ပေါ်ပြထားတဲ့သတင်းထဏာက iPaper ကဖြစ်ပါတယ်ခင်ဗျ။ Napoli တင်းရဲ့အားကစား Director Giovanni Manna ကဇန်နဝါရီပြောင်းရွှေ့ကာလမှာ ေါင်တန်း40နဲ့ကန်လန်းခဲ့ပေမဲ့ပယ်ချခံခဲ့ရတဲ့အလီဂျန်နရယ်ဂနာချိုကိုနောက်ထပ်တစ်ချိန်ဖြစ်နိုင်ခြေရှိသော စာချုပ်တရက်နဲ့ န်းလန့်မှုလုပ်ဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့ဆုံဖို့စီစဉ်ထားတယ်လို့သိရပါပါတယ်ခင်ဗျာဆိုတော့နာပိုလီယဂနာချိုခေါ်နိုင်ခြင်းမခေါ်နိုင်ခြင်းကတပိုင်းဂနာချိုနဲ့ယူနိုက်တက်တို့လက်ရှိအဆင်မပြေတာတပိုင်းကျွန်တော်အဲ့အိုင်နှစ်ပိုင်းခွဲပြီးတော့ဆွေးနွေးရလိမ့်မယ်တချို့သောကောလာဟာလာတည်င်းနေတယ်မှာဆိုရင်ရူဘင်အမော်ရင်ကအလီယန်ဒရိုဂနာချိုမင်းအသင်းကထွက်လို့ကထွက်နိုင်ပြီဆိုတော့ပုံတံတန်မျိုးတွေပါပြောထားတယ်ဆိုတာကြားထားရတယ်ယူရိုပါလိ ဖိုင်နယ်မှာဝင်ရောက်မကစားခြင်းနဲ့အတူအလီဂျန်နရယ်ကန်နာချိုသည်ဒီနှစ်ဘောလုံးရာသီကိုယူနိုက်တက်အသင်းနဲ့ဟိုဖျက်ဆီးပြီးတော့ပေါ့နော်အောင်မြင်မှုမရခြင်းရခြင်းဒါလည်းစိုက်မှာပေါ့ဗျာအတော်လေးစိတ်ပြတ်နေတယ်ဆိုတော့ပုံတံမျိုးတွေတည်င်းမျိုးတွေကြားသိထားပါအဲ့တော့ကြောင့်မန်ချက်စတာယူနိုက်တက်နဲ့အလီဂျန်နရယ်ကန်နာချိုတို့ကြားထဲမှာအကွဲချောင်းလေးနည်းနည်းလေးတော့ဖြစ်နေနိုင်တယ်ဗျာ ဒါကယူရိုပါလိပြီးတော့မှမဟုတ်ဘူးဇန်နဝါရီပြောင်းရွှေ့ကာလမှာကတည်းကအဲ့ပြဿနာဖြစ်နေတာဗျအဲ့တော့ဂနာဂျိုကနာပိုလီပြောင်းမယ်ချယ်ဆီပြောင်းမယ်တောက်လျှောက်ဇန်နဝါရီပြောင်းရွှေ့ကာလမှာသတင်းတွေတက်ခဲ့တာချယ်ဆီနဲ့ဆိုရင်အနီးဆက်ဆုံးအခြေအနေမှာရှိခဲ့တယ်မမျော်လင့်ပဲရောက်ပြီလို့တောင်ထင်ခဲ့တာအဲ့တဲ့ကြောင့်ဂနာချိုရဲ့ United အနာဂတ်ကတော့လုံးဝမတည်ကြတော့ဘူးလို့ကျွန်တော်ထင်တယ်အသင်းမှာမကစားဂျင်တော့တဲ့အဆင်မပြေတော့တဲ့ကစားသမားတယောက်ကို Ruben Amorim ကလည်းဆက်ဆွဲထားမှာမဟုတ်ဘူး तू ကတော့ပိုတော့သဘောကျရင်ကြာအောင်မယ်ဗျာသူ့ရဲ့ဩဇာကိုနာ ခံတဲ့လူအမေကိုနာခံတဲ့လူဩတာညောင်းတဲ့ကစားသမားတယောက်ကိုပဲပိုလိုချင်ပါလိမ့်မယ်အဲ့အတွက်ကြောင့် United နဲ့ Ghana ချိုရဲ့အပြောင်းအရွှေ့သတင်းတွေကတကယ်ကြီးဖြစ်သွားနိုင်တယ်အဲ့တော့ Napoli နဲ့ထပ်ပြီးတော့ဆက်ဆက်စဉ်းစားကြည့်အောင် Napoli က Italy Serie A Champion ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာအသင်းကိုပို့ပြီးအင်အားတောင့်တင်းအောင်လုပ်ဖို့အခြေအနေအများကြီးရှိတယ်ပို့ဆိုတာအင်္ဂလန်ကုန်းမြင့်ကစားသမားတွေကို Napoli ကကြိုက်တယ် Napoli ကြိုက်တာနဲ့ဆိုင် Conti ကြိုက်တာဗျာ Conti ကအင်္ဂလန်ကစားသမားတွေအကြောင်းကောင်းကောင်းသိတယ်သူ Premier League မှာလာပြီးတော့နီးပြတယ်ကလပ်တင်းနှစ်သင်းကိုနီးပြခဲ့တယ် Chelsea နဲ့အောင်မြင်ခဲ့ ဲ့တယ်ဗျာစပားနဲ့မအောင်မြင်ဘူးဆိုပေမဲ့ तू တိတယ်ဘယ်အင်္ဂလိပ်ကစားသမားအင်္ဂလိပ်ကစားသမားရဲ့ဆိုင်ဒီဗြိတိန်ရဲ့ကစားသမားကြီးပေါ့ Scottish တွေပါမယ် Wales တွေပါမယ်အကုန်ပေါ့ဗျာအဲ့တို့ကြောင့်ပဲ Billy Gilmore တို့တုတ်ကြီးတို့ခေါ်ပလိုက်တာတကယ်တမ်းအဲ့ဒီ Billy Gilmore တို့တုတ်ကြီးတို့ကဒီနေ့ရသည်လုံးဝ on fire ဖြစ်ခဲ့တာအထူးသဖြင့် တုတ်ကြီးပေါ့လေ McTominay ရဲ့စွမ်းဆောင်ရည်ကကောင်းလွန်းလာတယ်ဗျာအဲ့တို့ကြောင့်ပဲ Italy series ရဲ့အကောင်းဆုံးကစားသမားဆုကိုရတဲ့တည်ခြေသွမ်းပြနိုင်ရတယ်ဒါကိုအသင်းရဲ့တောင်းရှေ့သူတွေတည်သွားပြီ Conti recommend ပေးတာမမအောင်အဲ့တို့ကြောင့်ငါတို့ရမမယ်ဆိုတဲ့အတိုင်း United ကစားသမားတချို့ဒါမှမဟုတ်လေ Premier League ရဲ့ကစားသမားတချို့ နာပိုလီတင်းကိုထပ်ပြီးတော့ရောက်လာနိုင်ခြင်းရှိတယ်။ဒီထဲမှာဂနာချိုနဲ့နာပိုလီကတော့နဂိုကရဲကသတင်းတွေထွက်ထားတဲ့အတွက်ကြောင့်ပေါင်တန်း၄၀မဟုတ်ရင်တော့မှယူနိုက်တက်တို့လူချင်းနဲ့ပေါင်တန်း60လဲအနည်းဆုံးအခြေအနေပေးနိုင်မဲ့ အနေထားနော်နာပိုလီလည်းတက်နိုင်မယ့်အနေထားပေါင်တန်း90တန်း60ဝင်းကျင်ပမာဏတရက်နဲ့တော့နာပိုလီဒင်းကိုရောက်သွားနိုင်ခြင်းရှိပါတယ်။ကြည့်ကျွန်တော်နောက်ထပ်သတင်းကတော့အာစနယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Sky Sport Germany ကဖော်ပြထားတာပါ။အာစနယ်ဒင်းဟာ Rodrigo ကို ခေါ်ယူဖို့အတွက်မသေးချာတော့တဲ့နောက်မှာနောက်ထပ်တောင်ပံကစားသမားတစ်ယောက်ကိုချိန်နေတယ်လို့သိရပါတယ်။ဘာလို့လဲဆိုတော့ Brighton အသင်းရဲ့အသက်28နှစ်အရွယ်ဂျပန်တောင်ပံကစားသမားမီတိုမာဖြစ်ပါတယ်ခင်ဗျ။မီတိုမာကိုစိတ်ဝင်စားနေတဲ့ club ထဲမှာအာစနယ်အသင်းတစ်သင်းနဲ့တော့မဟုတ်ပါဘူး။ဘိုင်း င်မြင့်တဲ့အသင်းလည်းပါဝင်လာပါတယ်အတီတာကတော့နေရာဆုံးကစားနိုင်တဲ့ကစားသမားတွေကိုပို့ပြီးသဘောကျတယ်မီတိုမားဒီ left wing ကဆိုပေမဲ့လည်း right side မှာထားကစားမယ်ဆိုရင်လည်းရန်ဖန်ကကစားနိုင်တယ်ဒါကလီကြရင်လည်း midfielder ပုံစံမျိုးကစားနိုင်တဲ့အတွက်ကြောင့်အဆင်ပြေတယ် rodrigo ကတော့ငကိုကလေးကကျွန်တော်ဆွေးနွေးပြီးပါပြီ bukayo saka နဲ့နေရာတူနေတဲ့အတွက်ကြောင့်ဖြစ်နိုင်ခြင်းမရှိသလိုသူ့ကိုပေးရမယ်ပြောင်းရွှေ့ကြရလဲအစမတန်များပြားနေတဲ့အတွက်ကြောင့် rodrigo ရဲ့ အပြောင်းရွှေ့ဖြစ်သွားဘူးဆိုတာကျွန်တော်ကတိတ်လမ်းမမြင်ဘူးမီတိုမာကြတော့အခုကောလာဟာလာအဆင့်အနေနဲ့သတင်းစထွက်လာတယ်အာစတင်ကအသက်ရွယ်အရန်တော့မကြည့်ဘူးဗျာ ဒါ trouser ဆိုရင်တို့ Michael လို့ Mudrick မရလို့ခေါ်ပလိုက်တယ်ဘာဖြစ်လို့အဆင်ပြေသွားတာပဲလေဆိုတော့ Midoma ကိုပေးချေရမယ့်ပြောင်းရွှေ့ကြီးတစ်ခုကိုပဲစောင့်ကြည့်ရမှာပါ Midoma Arsenal မရောက်ဘူးလို့အတိအကျတော့ပြောလို့မရဘူး Midoma အာယူရောက်သွားခဲ့ရင်ကျွန်တော် left wing တနေရာမှာ Martinelli ကိုရောင်းဖို့အတွက်အခွင့်အလမ်းတွေပေါ်လာနိုင်တယ်လို့ယူဆပါတယ်ဒါပေမဲ့ဒီတဲ့ရင်ကအစောပိုင်းပေါ်ထွက်တဲ့သတင်းတွေဖြစ်တဲ့အတွက်ကြောင့် Kola Hala တစ်ခုအနေနဲ့ပဲပြီးဆုံးသွားဖို့လည်းအခြေအနေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုတတိထားမိတာ Arsenal ရဲ့ပြစ်မှတ်ကစားသမားတွေ တွေထဲမှာအထောင်တိုက်စစ်မှုစစ်စစ်တယောက်သာမဟုတ်ဘဲနဲ့တောင်ပံကစားသမားတွေကွင်းလယ်ကစားသမားတွေလည်းပါဝင်နေတယ်ဆိုတာသတိထားမိပါတယ်ခင်ဗျာ။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Sky Sport ကဖော်ပြထားတဲ့ Vida Yogesh နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Vida Yogesh ရဲ့အပြောင်းရွှေ့တွေဆိုတာကလည်းတကယ်တထောင်တညပုံမြင်တယ်လို့မျိုးသတင်းမျိုးစုံထွက်တယ်။အေးပါလေဟိုကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတယောက်ဆိုတော့လေဒီတိုက်စစ်ကစားသမားနဲ့ပတ်သက်တဲ့သတင်းတွေက ပြည်သက်စိတ်ဝင်စားမှုများတဲ့အတွက်ကြောင့်သတင်းဌာနတွေကတော့လှော်မှာပဲဆိုတော့အခုဖော်ပြချက်ထဲမှာ Sporting List ဘုံကနေထွက်ခွာတော့မယ်တဲ့ တလောတော့ပဲသူ့ရဲ့ဦးလေးကမထွက်ခွာဘူးတဲ့စပိုးတင်းမှာပဲနေမယ်တဲ့အဲ့တော့ကြဘောလုံးတင်းတွေလိုက်ရတာလဲယူးကျင်တယ်ဆိုတော့ဒီလိုထွက်ခွာမယ်ဆိုရင်စပိုးတင်းလစ်စပွန်နဲ့ယောဂီစတားထဲမှာသဘောတူညီမှုတစ်ခုရှိတယ်အဲ့ဒါကတော့စာချုပ်ဖြတ်သိမ်းခြင်းပေါင်84တန်းထက်နည်းတဲ့တန်ကြီးတရက်နဲ့ထွက်ခွာခွင့်ပြုထားတာပါကျွန်တော်ကြားရတဲ့ထဲမှာပေါင်တန်း60လောက်ပဲရှိတယ်အဲ့တော့ယောဂီစကိုအမတ်တမဲ့ကြည့်လိုက်ရင်ပေါင်တန်း60ကနည်းတယ်လို့ဟိုကလပ်ရောက်မယ်ဒီကလပ်ရောက်မယ်လို့ထင်နေရပေမဲ့တကယ်တမ်းကြွတင်သဘောတူညီမှုရပြီးသားကလပ်သင်းတင်းတောင်ရှိ လောက်ဘဲကလပ်ဒင်းလဲတော့ကျွန်တော်လဲဟိုမခံမန်းတတ်ဘူးเนาะဒါပေမဲ့ပေါင်တန်း60အသက်26ကဘာအကောင်းဆုံးအထောင်တိုက်စစ်မှုတယောက်တန်တာထက်တောင်ပိုနေသေးတယ်တဝက်လောက်တက်တာနေပေးရမယ့်လောက်ခပမာဏလဲနှစ်သိန်းခွဲလောက်ပဲရှိတယ်ပေးလို့ရတာပေါ့ဗျာ Rahim Sterling တို့เนาะတက်ပြီးတော့အသုံးဝင်တဲ့တချို့သောပလေယာတွေရှိပါတယ် Sterling ဆိုရင်3သိန်းကျော်လောက် Chelsea ကပေးခေါ်ခဲ့ရတာအဲ့အတွက်ကြောင့်ဒီ Victor Jorgesh လိုမျိုးပလေယာကိုလက်မတွန်ပဲပေးခေါ်နိုင်တဲ့ကလပ်တွေကအများကြီးပဲအဲ့တော့ ဗီဒယောဂက်အနေနဲ့ဘဲကလပ်အသင်းကိုဟိုရုတ်ချီးပေါ့နော်ပြောင်းရွှေ့သွားတယ်ဆိုတာထက်ဘဲကလပ်အသင်းနဲ့ကျွတ်တင်သဘောတူညီမှုရသွားပြီးတော့ပြောင်းရွှေ့နှင့်ပြီးသားဖြစ်နေမလဲဆိုတဲ့သတင်းကိုပဲကျွန်တော်ကတော့ပို့ပြီးစိတ်ဝင်စားတယ်။ဘာကြောင့်လဲဆိုတော့ အရင်တန်နေတဲ့ကစားသမားတယောက်အတွက်ကလပ်သင်းကြီးတွေကတော့လက်တွန့်မယ်လို့မထင်ဘူးလက်နှေးမယ်လို့လည်းမထင်ဘူးကျွန်တော်စိတ်ထင်တာပြောရမယ်ဆိုရင်အသင်းတသင်းသင်းနဲ့တောင်ကျွတင်သဘောတူညီမှုရပြီးကောင်ရသွားပါလိမ့်မယ်ဘယ်အသင်းလဲဆိုတာရင်ကုန်သွားနဲ့ကျွန်တော်ဆက်လက်စောင့်ကြည့်ကြတာပေါ့ကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျာဒီသတင်းကလည်းသစန်းအနေဖော်ပြထားတဲ့အာစတန်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်အာစတန်အသင်းကသူတို့တင်ရဲ့ဂိုးသမား David Raya ကို Real Madrid ကစိတ်ဝင်စားနေတဲ့အတွက်ကြောင့် backup အနေနဲ့ခေါ်ယူဖို့ Aston Villa အသင်းရဲ့ Argentina ဂိုးသမား Arsenal အသင်းရဲ့ဂိုးသမားဟောင်း Emiliano Martinez ကိုစိတ်ဝင်စားမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါကလည်း Kolarhala တရင်အစ်စ်မဲ့ရှိပါသေးတယ်။ကျွန်တော် The Sun ကတော့ သတင်းဌာနကြီးတခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကပြန်လည်ပြီးတော့ပြောပြလိုက်တဲ့သဘောမျိုးပါ Raya ကလည်းတကယ်ကောင်းတာပဲအဲ့တော့200ဒီဇက်တိုက်ရှိပြီး Premier League ရဲ့အကောင်းဆုံးဂိုးသမားဘယ်သူလဲ David Raya ဖြစ်နေတယ်အဲ့ Raya ကို Real Madrid ခေါ်ယူချင်တာမခေါ်ယူချင်တာထက်ဟို Raya ကိုဖိအားပေးနိုင်တဲ့ဂိုးသမားတစ်ယောက် Arsenal အသင်းမှာလိုတာကတော့တေချာတယ် Raya ရဲ့အသက်အရွယ်ကလက်ရှိကစားပုံအရကတော့ Real Madrid အသင်းမှာသွားကစားမယ်ဆိုရင်လည်းကစားနိုင်တယ်အဲ့ဒါမဲ့ Arsenal အသင်းကရောင်းမှမဟုတ်သလို Real Madrid အသင်းကလည်းဂိုးသမားတစ်ယောက်တည်းပြောင်းရွှေ့ကြီးတွေအများကြီးရှောက်ပေးပြီးခေါ်မယ်လို့လည်းမထင်ပါဘူး ဒီတကြောင်ဒီသတင်းကိုတော့ကျွန်တော်ကောလာဟာလာလို့ပဲထင်တယ်။နောက်အစတန်ဗလာအသင်းရဲ့ဂူဒမာအမ်လီယာနိုမာတီနက်စ်ကလည်းပရီးမီးယားလိမှာဆက်ရှိခြင်းမှရှိတော့မယ်ဗျ။သူ့ရဲ့အသက်အရွယ်အရကဒါရေခတ်ဖို့အကောင်းဆုံးအရွယ်ဖြစ်နေပြီး Sorry Pro League ကိုပြောင်းရွှေ့သွားနိုင်ပါတယ်။ဟုတ်ကဲ့ဒါကတော့ဒီကနေ့ရဲ့နောက်ဆုံးရထားတဲ့အပြောင်းရွှေ့သတင်းတချို့ကိုတုံ့သက်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။